င်္ဂလာပါခင်ဗျာစာရေးသူဆရာကြီးချွေဦးတောင်ရေးတာတော့ပထမဆရာသိန်းတို့အမည်ရတဲ့လုံရင်ဝတ်ထုကိုအပိုင်းနှစ်အနေနဲ့ဆက်လက်၍ဖတ်ကြားတင်ဆက်ပေးကြပါရခင်ဗျာပထမဆရာသိန်းအပိုင်းနှစ်လင်ကျင်းဆောင်၏နေအိမ်မှထွက်လာတော့အခါကျွန်ုပ်မှာအတော်ပင်စိတ်လေးလျှက်ရှိလေသည်ထိုနေ့တနေ့လုံးကျွန်ုပ်သည်လူပြတ်လက်သောနေရာများသို့တွားရောက်၍တပင်းရိပ်အောင်များတွင်မှောက်ရှီလှမ်းကြည့်ပြု၍စဉ်းစားဆင်ခြင်ခဲ့ရပါသည် နောက်ဆုံး၌ပထမသင်၏အကြံသည်အကြံကောင်းဖြစ်သောကြောင့်ဖားမြောက်ခဲ့လျင်မိမိနှင့်တကွာတတိုင်းပြည်လုံးချမ်းသာဖို့ဖြစ်ရှိမည်အထမမြောက်ခဲ့လျင် ထိုသူပေးသောငွေ9000ကျပ်ကိုယင်းနေစားတော့နိုင်သေးသည်အကယ်၍ထိုကြံစီအတိုင်းဆောင်ရွက်နေစဉ်အတော်အတွင်း၌ဘေးရန်နေရာတစ်စုံတစ်ခုနှင့်တွေ့၍အသက်အန္တရာယ်ဆုံးရှုံးခဲ့ပါလျင်လေမိမိရဲ့အတွက်ပူပန်ရန်တားလဲမရှိမရားလဲမရှိသည်ဖြစ်သောကြောင့်ငယ်ညာထောက်ထားဖော်ရာမရှိပြီတို့ဖြစ်၍ အချိန်တန်ရောက်သောအခါတွင်ထိုအလုပ်ကိုလက်ခံရှေတော့အန်ဟုဆုံးဖြတ်လိုက်။ခုနှစ်နာရီထိုးသည့်နေ့တပြိုင်နက်ကျွန်ုပ်သည်ပထမသင်၏နေအိမ်သို့သွား၍ဂျမန်နေကနေတူထိုအခန်းတွင်၌တွေ့ဆုံခွင့်ရလေသည်။အချိန်မှန်ပါပဲဗျာကိုကျင်းစိန်။ကျုပ်ကအလုပ်လုပ်နေရင်ဒီလိုလူမှကြိုက်တယ်။ဘယ်နဲ့လဲဘလို့များဆုံးဖြတ်ခဲ့တယ်လဲ။ကျွန်တော်မေးချင်တာလေးတစ်ခွန်းနှခုမေးရရင်ဆရာအကြံကိုလက်ခံဖို့သဘောတူပါလား။ မေးပါဗျာမေးပါ ခမားမေးသမျှကိုမကွယ်မဖွက်ဟုတ်မှန်တဲ့အတိုင်းဖြေဖို့ကြုတ်ကတိထားပါဦးလောဟုတ်ဆိုတဲ့လူတယောက်ကို ခမားသိတယ်ကောင်းကောင်းကြီးသိတာပေါ့ဗျာဒီမျိုးမှာသူရှေ့နေလောက်သွားသေးတာပဲဘဲနဲ့မသိပဲနေမလားဗျသူစီမှာရှိတဲ့ဆင်ဆွဲကြုတ်ကိုကြုတ်ရဖို့ဘလောက်ကြံစီယူရတယ်လဲဗျာဒီလိုဆိုရင်ဆရာလောက်ပုံဟာတရားသဖြင့်လို့ခေါ်နိုင်ပါမလားဆရာ တဲခတ်တယ်ကိုကျင်စိလောကကြီးမှာလူအမျိုးမျိုးရှိတယ်ဗျတယောက်ကတရားတယ်လို့ထင်တဲ့အပြုတ်မှုတစ်ခုကိုဒီပြင်တယောက်ကမတရားဘူးလို့ဆုံးဖြတ်လိုက်မယ်သူနေရာနဲ့သူကြည့်ပြီးမဆုံးဖြတ်တဲ့မြကာလာပလောတခုသောအပြုတ်မှုသည်မှန်သည်မှားသည်ဟု၍တထိတ်ချဆုံးဖြတ်ဖို့ခတ်တယ်ဗျလူတယောက်မှာပစ္စည်းတစ်ခုရှိတယ်အဲ့ဒီပစ္စည်းကိုသူလည်းအတုံးမယူနိုင်ဘူးအတုံးမချနိုင်ဘူးပေါ့ပစ္စည်းအတုံးကိုတည်တဲ့လူတယောက်ကအများကောင်းကျိုးအတွက်အတုံးပြုမဲ့အကြံစီနဲ့ ဒီပစ္စည်းကိုအဖိုးပေးပြီးဝယ်တယ်။ဝယ်တော်လဲသူကမရောဘူး။ဘလောက်ပေးပေးမရောဘူးလို့ပြောတယ်။ဒီအခါမှာ၎င်းပစ္စည်းကိုလူအများကောင်းချိုးအတွက်အတုံးပြုတ်ခိုးယူသည်ဖြစ်စေ၊တတ်ယူသည်ဖြစ်စေ။ကျုံမျက်စီထဲမှာတော့မတရားဘူးလို့မဆိုချင်ဘူးဗျ။အများကောင်းချိုးအတွက်ဆိုရင်တော့ဟုတ်ပါတယ်။ဒါပေါ့ဗျာ။ကျုပ်တို့ယခုကြံစီတဲ့အကြံစီဟာလဲဒီလိုဟာမျိုးပေါ့။ကျေနပ်ပါပြီဆရာ။ဒါထက်ခမည်းတော်ကတိထားတဲ့ငွေ9000ကျပ်ဟာ ဘယ်တော့ပေးနိုင်မလဲခမည်းကကျုပ်အလုပ်ကိုလက်ခံတယ်လို့အခုပြောရင်ဘိုးချက်ချင်းကျုပ်ပေးမှာပါကျွန်တော်ထွက်ပြေးမှာခမည်းမစိုးရိမ်ဘူးလားမစိုးရိမ်ပါဘူးဘာကြောင့်လဲဆရာပြေးမဲ့လူမျိုးဆိုရင်ကျုပ်အစကလေးကမခေါ်ဘူးပြေးမှာဖြစ်ရင်လည်းစောစောကပြေးတာပဲကျုပ်ကြိုက်တယ်ပြေးပါစေတို့တော့ချင်းချောက်တာလည်းမဟုတ်ပါဘူးခမည်းပြေးနိုင်လို့ရှိရင်တစ်နှစ်ပေါ့ဗျာနှစ်နှစ်ပေါ့တနေ့တော့ကျုပ်နဲ့တွေ့မှာပါ ကျွန်တော်ကိုကိုလိုယုံကြည်တဲ့အတွက်ဝမ်းမြောက်တယ်။ဂိုင်းခမားလို့ကိုကျုပ်လက်ခံသဘောတူပါပြီဗျာ။ကောင်းပါပြီဗျာ။၎င်းနောက်ပထမသိန်းဒီဇပွဲအံဆွဲမှချက်စာအုပ်ထုတ်၍ထောင်တိန်နဲ့ရေးပြီးလျင်တရွက်ကိုဆုပ်၍ကျွန်ုပ်အားပေးလျာငွေ9000ကျပ်ဖြစ်ကြောင်း တွေ့ရလေ။ဒီကနေ့မနက်လင်းချင်းဆောင်အိမ်ခမားသွားလို့ဦးလုံးဟုတ်စီကစာကိုဖတ်ပြလိုက်တယ်မဟုတ်လား။ဆရာဘဲနဲ့တိတ်လေ။ ကျုပ်တည်တဲ့နီးတွေအပုံပေါ့ဗျာဒါကြောင့်ခမားထွက်ပြေးမှာကိုကျုပ်မစိုးရိမ်ဘူးလို့ပြောတယ်မဟုတ်ဘူးလေသူနဲ့ခမားနဲ့ဘလို့စကားပြောခဲ့ကြတယ်ဆိုတာကျုပ်ပြောပြစီခြင်းသေးလိမ့်ရင်ကျုပ်မျက်နှာကိုခမားဆစ်ဆစ်ကြည့်တယ်မလိုပါဘူးစရာတော့ပါပြီခမားကိုမြင်မြင်ချင်းကျုပ်ယုံကြည်တယ်ကျုပ်ယုံကြည်ပြီးဆိုမှဖြင့်လဲမှားတယ်လို့မရှိသေးပါဘူးကျုပ်တို့ယခုသွားကြမဲ့ခရီးဟာဘေးအန္တရာယ်ကြားတဲ့သွားရမှာဖြစ်လေတော့တယောက်ကိုတယောက်စိတ်ချယုံကြည်ရမှာဖြစ်ကြမှာနော် ကျုပ်ပေါ်မှာခမရတစ္ဆာမဖောက်ဘူးဆိုလျင်ဘာပဲဖြစ်ဖြစ်ခမရကိုကျုပ်စောင့်ချောင်းမယ်အကယ်၍ခမရကကျုပ်အပေါ်မှာအနှဲငယ်ကလေးဝတရားပြက်ကွက်ခဲ့လို့ရှိရင်တော့ခမရထိုင်းနဲ့ခမရကံပဲလို့ခမရသဘောထားလိုက်တယ်ကဲကျင်းနေရလားကျင်းနေပါပြီဆရာကဲတွားရမယ့်ခရီးစဉ်ကိုသာပြောပါတော့ဘယ်တော့လောက်ထွက်ကြရမှာအခန်းတော့ပထမသိန်းဒီငွေစည်းကြရဘူးမှစည်းကြလတ်တလိုက်ကိုမင်းကြီးတောက်၍ ဘိုးကိုကျွန်ုပ်ရှိတွင်တက်ခင်းလိုက်ပြီးနောက်ဆိုဖာပေါ်တွင်ပြေးထိုင်လျက်ဒီလိုဗျကိုကျင်စိန်ဒီလောဟုတ်စားထဲမှာပါတဲ့ဆင်ဆွဲကျုပ်ဟာကျုပ်လက်ဝယ်မှာရှိနေကြောင်းကိုတချို့လူများသိလို့ရှိရင်ချန်ဟဲမျိုးကြီးမှာတောင် ကျုပ်တက်တန်းဟာဘာမင်းနဲ့ထပ်ပို့ပြီးရှင်မဲလို့အာမမခံနိုင်ပေဘူးဒီကျုပ်ကိုရမယ်ဆိုရင်လူတယောက်အတက်မကဆယ်ယောက်အတက်ကိုတက်ဖို့ဝင်မလေးတဲ့လူတစု ရှိတယ်ဗျဒီလူစုနဲ့ဦးလောဟုတ်နဲ့မဆက်သွယ်မိတာကိုကျေးဇူးတင်ရသေးတယ် ဒီကြုတ်ကလေးအကြောင်းကိုကြုတ်လိုက်ပြီးစုံစမ်းနေတာတစ်နှစ်လည်းမကဘူးနှစ်နှစ်လည်းမကဘူးဒီပညာမျိုးကိုကြုတ်စပြီးလိုက်ခရေကဆိုပါတော့ဗျာအနှစ်20ကျော်သွားပြီဗျာဒီကြုတ်အတွက်နဲ့မြန်မာတပြည်လုံးလည်းနှံ့လို့တရုတ်ပြည်မှာလည်းကြုတ်ချေရခြင်းထပ်နေပြီအိန္ဒိယပြည်မှာလည်းကြုတ်မရောက်ခဲ့တဲ့နေရာကခက်ချားချားပဲဘာကြောင့်ဒီကြုတ်ကိုဒီလောက်အရေးတကြီးလိုက်ရတယ်လဲဆိုတော့ဒီဟာကောင်မှကြုတ်ပြောတဲ့အာတာပနာဗေဒင်ကျမ်းကိုရဖို့လမ်းပွင့်ပါကိုဗျာ ကျုံမင်းညက်နေကပြောတဲ့အတိုင်းဒေဝနံတိယဒိတ်တမင်းလက်ထက်ကယဟန်တော်သုံးပါးဟာတေဟိုကျုံးမှာထွက်ကြွလာပြီးနောက်ကျုံတို့မြန်မာပြည်ကိုဖျက်တောကြီးတောင်ကြီးများကိုကျော်နောက်ဆုံးမှာတိဘက်ပြည်ကိုရောက်တော့မဟာယာနဂိုင်းရဲလို့တီထောင်ကြကျုံတို့မြန်မာပြည်ကဗုဒ္ဓဘာသာများမှာတော့ဟိနာယနာဂိုင်းရဲလို့ခေါ်ဆိုတမုတ်ကြတယ်သူတို့တိုင်းဆိုရင်တော့ကျုပ်တို့ကိုင်းကသူတို့ကိုင်းလောက်မမြတ်ပြေဘူးပေါ့ဗျာဒီကိုင်းနဲ့ကိုင်းရဲ့ရှားနာပုံကတော့ကျုပ်ပြောပြနေဖို့မလိုပါဘူး ပွဲလဲတဲ့အချက်ကြီး၄ချက်အနေနဲ့ပထမအရေးကြီးတဲ့အချက်ကြီးကတော့ကျုပ်တို့ဟိနယနာဂိုင်းသားများမှာတော့ကိုကြည်ကွန်ကတက်ကြွဝင်ကြဖို့ရည်ရထားပြီးတရားအထုတ်ကြတယ်။မဟာယနာဂိုင်းသားများကတော့ကိုတယောက်တည်းကျွတ်တန်းဝင်ရုံနဲ့မမြတ်သေးဘူးတဲ့။တရဝါများကိုမိမိနဲ့အတူကျွတ်တန်းဝင်အောင်လုံးပန်းနိုင်မှမြတ်တယ်တဲ့။ဒီတော့သူတို့မဟာယနာဂိုင်းဝင်များကတော့မတရားဖို့တရားကိုမလိုလားပဲဖျားဆူးကြီးပန်တာပဲဗျ။ဒါကိုထားလိုက်哦ကိုနကပြောတဲ့ ယဟန်တော်၃မှနဲ့အတူအာတပနဗေဒင်ကျမ်းဒုတိယမုတ်တစုပါသွားတယ်ဗျ။၎င်းယဟန်တော်များပြုစုပြုထောင်တဲ့အခိုင်းမှာ ပြည့်ဝတ်စွာထားတဲ့ပစ္စည်း၃ခုရှိတယ်။တစ်ခုကဆင်ဆွဲကျုပ်ဒုတိယကမြတ်စွာဘုရားကိုတော်တိုင်တတ်တော်ထင်ရှားရှိစဉ်က လက်ကင်သုံးဆွဲတော်မူခဲ့တဲ့တပိတ်ကွဲ။တပိတ်ကွဲမှာအလွန်ထူးခြားတဲ့အင်းများရှိတယ်။တတိယပစ္စည်းကမဟာယနကတ္တဗမထေကြီးကညရိုးတော်ဖြင့်ထုတ်ထားတဲ့ဆင်းစုတော်တစု။ စုစုပေါင်း၃ခုရှိတယ်။၎င်းပစ္စည်းများကိုအကြီးအမှုဖြစ်သောယဟန်တော်ကြီး၃ပါးကတစ်ခုစီအစဉ်ဆက်ထိမ့်သိမ်းလာခဲ့ကြတယ်။ဂိုင်းချုပ်ကြီး၃ပါးနဲ့နှစ်ပါးမှာတရုတ်ပြည်၌တရင်သုံးတယ်။တရုတ်ပြည်ကဂိုင်းချုပ်ကြီးမှာမကြခင် ကွယ်လွန်သည့်အတွက်၎င်း၏နေရာတွင်ဟန်ကောင်မျိုးကတရုတ်ဂိုင်းချုပ်ကြီးကိုမဟာယာနဂိုင်းချုပ်ကြီးအဖြစ်နဲ့ရွေးကောက်တင်မြှောက်တယ်။ရွေးကောက်ခြင်းခံရပြီးနောက်ဟန်ကောင်မျိုးမှာဂိုင်းချုပ်ကြီးသည် တိဘက်ပြည်သို့သွား၍မဟာယာနဂိုင်းကြီး၏အလောဝိတရားကိုလက်ခံပြီးလည်းဆံယာပညာရများကိုတင် जा ရမယ်။ဒီတော့ကကျုပ်ကဟန်ကောင်မျိုးဂိုင်းကျုပ်ကြီးအဖြစ်နဲ့တွေးကိုကြားသွားဖို့စီမံတဲ့အတွက်ခမားနဲ့ယခုလိုစီစဉ်ကြခြင်းဖြစ်တယ်။တရုတ်ပြည်ကဂိုင်းကျုပ်လက်ထက်မှာဆင်ဆွဲကျုပ်ထားတယ်ဆိုပါတော့မှန်တယ်။ဒီတော့ခမားကဆင်ဆွဲကျုပ်ကို လက်ကင်ပြုတ်ပြီးဂိုင်းကျုပ်ရောင်ဆောင်သွားမယ်ဆိုပါတော့မှန်လိုက်လေ။နို့နေပါအောင်ဗျာ။ ကျုပ်ပြောက်သွားတဲ့အကြောင်းရင်းကိုဆံရခိုင်းကျုပ်ကတည်င်းမပေးပေဘူးလားတည်င်းမပေးဝင်ဘူးဗျသူတို့စည်းကမ်းကအင်မတန်ကြီးတယ်ကိုအသက်ထဲထိုပစ္စည်းကိုလုံကြုံစွာထိမ့်သိမ့်ဖို့ဂတိတစ္ဆာပြုထားရဟိုကြတော့ခိုင်းကျုပ်နေရောက်ဆုံနေကြရင်ရောဆရာခိုင်းကျုပ်အစ်စ်မတော်အောင်ကျုပ်စီမံထားတယ်ထားမြောက်မယ်မထားမြောက်မယ်မပြောတတ်သေးဘူးဂျာဒူးလက်ကန်စင်မှာအာတဗနဗေဒင်ကျန်းကိုရအောင်ကြံမယ်ဆိုတော့မှန်တယ်ဗေဒင်ကျန်းနေမကသေးဘူးဗျ ရှေ့ကဖတ်ဖူးခဲ့တဲ့လောကီပညာတွေဟာအဲ့ဒီမှာအာလုံဆုံရောလို့ကြုတ်ကြားပူးထားတယ်။ဒီရတက်တွေကိုခမညာယုံရဲ့လား။မြင်ရမှာယုံပါပဲဆရာ။ဂိုင်းဂိုင်းကြုတ်တစ်ခုပြရတော့မှာပေါ့။ဒီမှာကြည့်စမ်းပထမသိန်းတွေကျွန်ုပ်အားဆစ်ဆစ်ကြည့်လိုက်ရဲ့လက်ညိုးကိုထောင်၍ရမ်းပြနေရ။ကျွန်ုပ်ဒီလက်ညိုးကိုဆားရွေးကြည့်နေစဉ်လက်ညိုးဤအဖျား၌အပြာရောင်ရှိသောမိတောက်ကလေးတစ်ခုထွက်ပေါ်လာသည်ကိုတွေ့ရ၏။ ၎င်းနောက်စိုက်ကြည့်နေရင်ပင်ပထမသိန်းနဲ့တကွာမိတောက်ပါကွယ်ပြောက်သွား၍တခန်းလုံးမှာမိခိုးများဦးလျက်ထွက်လာသည်ကိုကျွန်ုပ်မြင်ရ၏မိခိုးများသည်အနှံအပြားရှိနေရာမှာတဖြည်းဖြည်းအခန်း၏အလယ်၌စုဝေးကြပြီလျင်လူတယောက်၏အသွင်ပေါ်လာလေ၏ထို့သူသည်ပထမ၌မိမ့်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 ရှိနေရာမှာတဖြည်းဖြည်းထင်ရှားသက်သက်ထင်ရှားလာပြီလျင်အတန်60ကျော်အရွယ်ခန့်ရှိဘိုးလိုဝတ်သောတယောက်လူမျိုးတယောက်သည်ခါထောက်ရက်လျက်ရှိရာ ထိုသူ၏နက်နက်ဝှက်ထားသောစိတ်နှဲ့ဆူကြီးမှအယောင်တစ်ဖြက်အပြတ်ထွက်နေသည်ကိုမြင်တွေ့ရလေ၏ထိုသူသည်စကားပြောတော်မူခဲ့သောဗဇက်ကို ပြင်နေရမှာမဲမိန်သောအဖြစ်သို့ပြောင်းလဲသွားလေရာ နောက်ဆုံး၌မိခိုးများအဖြစ်သို့ပြန်ရောက်သွား၍တခန်းလုံးအနှံ့အပြားလွှင့်စင်သွားပြီလေ၏တဖြည်းဖြည်းမိခိုးများပြောက်ွယ်သွား၍ပထမန်သိန်း၏ရန်လျက်ရှိသောလက်ညှိုးနှင့်ပထမန်သိန်းသာလျင်ကြံနေရစ်လေ၏ ထိုအခါပထမသိန်းသည်ရန်နေသောလက်ညိုးကိုရက်တန့်၍ဓာတ်ပုံစာအုပ်တအုပ်ကိုထယူပြီးလည်ရင်ဂါခမားမြင်တဲ့သူကဒီထဲမှာပါသလားချကြည့်စမ်းဟုပြောလေရဲ့ကျွန်ုပ်ကဓာတ်ပုံစာအုပ်ကိုပေးလေဤဓာတ်ပုံကိုနန်တော်ကြည့်ချူတဲ့ဖြင့်တွေးကြည့်ရသောဓာတ်ပုံများအနက်တွင်ရခင်ကတွေးမြင်ရသောအတန်90ကျော်တရုတ်လူမျိုး၏ပုံကိုတွေ့ရသောအခါတွင်ကျွန်ုပ်သည်အောက်တွင်ရေးသားထားသောစာကိုဖတ်မိရာလောဟုတ်ဟုသောအမည်ကိုတွေ့မြင်ရလေဤ ၎င်း၏လက်၌ဝတ်ထားသော စိန်လက်စွပ်သည်ပင်လည်းကျွန်ုပ်မြင်လိုက်ရသောလက်စွပ်နှင့်မခြားနာရှိနေ၍ခါထောက်နေပုံချင်းမှလည်းအတူတူဝင်ဖြစ်လေသည်။ဦးလုံးဟုတ်ကိုခမရမမြင်ဘူးဘူးနော်။မမြင်ဘူးပါဗျာ။ကျုံ၏စိတ်အဆွမ်းကြောင့်မရှိသောအရာဝတ္ထုကိုခမရမြင်နိုင်အောင်ပြုလုပ်နိုင်သေးကမဟုတ်။ခမရမမြင်ဘူးမတွေ့ဘူးတဲ့လူတစ်ယောက်ကိုမြင်ရတွေ့ရအောင်လုပ်နိုင်ခြင်းဟာမထူးဆန်းဘူးလား။ထူးဆန်းပါပဲဗျာ။ စိတ်သာရှင်သောဖရာဟောလို့လူတိုင်းပါဇက်ကရွတ်ဆိုကြတယ်။သို့တော်စိတ်ရွမြည်သည်ဘလောက်တကူတတ္တိထွန်းတဲ့အကြောင်းကိုလူတိုင်းမသိပေဘူးဗျ။အနောက်တိုင်းကလောကဒတ်ဆရာတွေကရုပ်ဘက်ကတော့တော်ကြပါပြီ။သို့တော်စိတ်ဘက်ဆိုင်ရာကြတော့အရှိတိုင်းသားများပေါက်ရောက်ဖူးသလောက်သူတို့ရောက်ဖို့အဝေးကြီးလိုသေးတယ်ဗျ။နန္ဒရားသည်ယုဒရားကိုလွှမ်းမိုးအုပ်ချုပ်တဲ့အတွက်ယုဒရားကိုမလိုက်ဘဲနန္ဒရားဘက်ကိုသူတို့လိုက်ကြလိမ့်ရင်ဒီလူတွေဒီလောက်မကဘူးတော်ကြအောင် စိတ်ကိုလေ့ကျင့်တဲ့အလုပ်ကသူတို့ဘက်မှာတော့မြတ်စွာဘုရားမပွင့်မိကလေးကအတော်ကြီးပဲလိုက်စားခဲ့ကြတယ်။သို့သောဒီပညာတွေတိမ်မြုပ်နေလို့ကျုပ်တယောက်တော့ဖြင့်အငုံရင်းပေါ်နိုင်သမျှပေါ်အောင်တသက်ပါလုံးအလုပ်ကြီးတစ်ခုထားပြီးလိုက်ခဲ့တာပေါ့။ဒီပြင်ကြည့်ကျင်သေးသလား။တခုတော့ပြပါအောင်ဆရာ။ဩဒါပါလေကြည်စမ်း။ပထမသိန်းဒီဓာတ်ပုံစာအုပ်ကိုယူ၍တမျက်နာတို့လှမ်းပြီးလည်ရင်ကျွန်ုပ်အားပြလေရာ။ အလွန်တရာရုပ်ရည်ချောမောလှပသောတရုတ်မှာကလေးတယောက်ဤဓာတ်ပုံကိုတွေ့မြင်ရလေ၏ကျွန်ုပ်သည်၎င်း၏အမိန့်အတိုင်းဓာတ်ပုံကိုဆ ảy ၍ကြည့်နေစေတွင်တရုတ်မှာလေဤဓာတ်ပုံသည်တဖြည်းဖြည်းအသက်ရှူချိုက်လာရမှမျက်တောင်များခတ်ဆပြူလာလေ၏ထို့နောက်ရိုးရိုးနေသော မျက်နှာထားမှပြုံးချွင်သောမျက်နှာထားသို့ပြောင်းလဲလာပြီလေ၏ကျွန်ုပ်အားမြှူနေသောမျက်နှာဘေးမျိုးဖြင့်မထီတထီပြုံးစိစိကြည့်နေ၏ခံရမှထား၍ကျွန်ုပ်အနီးသို့ရှင်းကပ်လာလေ၏ ထိုအခါ၌မူကားကျွန်ုပ်သည်ဓာတ်ပုံဟူသောအမှတ်သားကို၎င်းဆရာသိန်းနှင့်အတူရှိနေခြင်းသည်ဟူသော အရှင်းရာကို၎င်းအလျင်မေးလျော့သွားပြီလည်းယင်အလွန်တရာရှောမောလပသောတရုတ်မှကလေးတစ်ယောက်ကမပါပါအောင်ရှောမြူနေသောအဖြစ်အပျက်ကိုသာလည်းယင်စိတ်ထဲ၌ခံစားလျက်ရှိနေ၏မိန်းကလေးသည်ကျွန်ုပ်၏ပါးကိုကင်တွယ်ခြင်းဥကောင်းကိုပုတ်တက်ခြင်းစသဖြင့်ပြုလုပ်ပြီးနောက်ကျွန်ုပ်နှင့်အတူရှင်လျက်ထိုင်နေရမှာရုတ်တရက်ထား၍အသွားတွင်ကျွန်ုပ်သည် ဂယောင်ကတန်းနဲ့လာ၍ဆွဲလိုက်ရာတရုံမလေးကိုမဆွဲမိပဲပထမံဆရာသိန်းကိုဆွဲမိတဲ့ဖြင့်၎င်း၏ရေမောလိုက်သောအတန်ကိုကြားလိုက်ရသောအခါမှတတိရလာလေ၏။ဘယ်နဲ့လဲဆရာကြီး ကြည်အောင်မလားတော်ပါပြီဆရာတောင်းပန်ပါရစေတော့လေးကျင်တာတဲ့လူတယောက်ရဲ့စိတ်ဟာတခြားလူတယောက်ရဲ့စိတ်ကိုဘလောက်လွှမ်းမိုးနိုင်လဲဆိုတာယုံကြည်ပြီလားကိုကျင်စိန်ဖေပနောတီစဉ်ဆိုတဲ့ပညာကျောင်းကိုအရင်နဲ့ကြားဖို့ပါရဲ့ ဆရာတော့ပေါရောက်တဲ့သူကိုတော့မတွေ့ဘူးပါဘူးဗျာကျုပ်တတ်တဲ့ပညာကကာကြီးခါဝေးလောက်ပဲရှိပါသေးတယ်ဗျာကျုပ်တို့သွားကြမဲ့နေရာကယဟန်တော်ကြီးတွေတက်တာကလူတယောက်တည်းကိုမကဘူးတရားတထားတပြည်လုံးတနိုင်ငံလုံးကိုလှည့်စားနိုင်တယ်အိုးချမ်းပဲကောက်ပြီးရွှေဆိုလျင်ရွှေငွေဆိုလျင်ငွေကြောက်စရစ်ခဲကိုတော့ငမောက်ကြောက်ဖြစ်အောင်လုပ်နိုင်တယ်ဒီဟာတွေကတကယ်တကယ်ဖြစ်တာလားဗျာ တကယ်တော့ဘယ်ဟုတ်မလဲဗျာမြင်းသူများထင်အောင်ထင်မှဖြစ်အောင်လုပ်နိုင်တဲ့အတက်ပေါ့ဗျာထင်အောင်ထင်မှဆိုပေမဲ့ခမည်းကိုခုခံတိုက်ခိုက်ဖို့ခေါပဏိတက်ကြီးဖန်ဆင်းပြနိုင်လျင် ခမည်းရန်သူတွေပြေးရမယ်မဟုတ်လားရန်သူပြေးလျင် ခမည်းမှရန်အောင်မယ်ရန်အောင်ခဲ့လို့ရှိရင်ခမည်းခေါပဏိတက်ဟာလူအစ်စ်ဖြစ်ရှင်ဖြစ်မဖြစ်ရှင်နေဆွန့်လုတဲ့ကြောင်ငုတ်ဖြစ်စေကြွက်တည်ဖြစ်စေတီးရောမဟုတ်လားဗျလေယာကြတယ်ဗျို့ခမည်းအကျံတွားကြဆိုဗျာဘယ်တော့လဲ နေပါဦးကျုပ်ကိုခင်ဗျာတက်စာမဖောက်ဘူးပေါ့စိတ်ချရတော့မလားစိတ်ချပါဗျာတက်စာဖောက်ခဲ့လို့ရှိရင်ခင်ဗျားသဘောကြည့်ဆင်ရင်ပါတော့ဗျာဂျင်းနဲ့ပြီနေပါဦးဗျာဒါထက်ဦးလုံးဟုတ်စီကခင်ဗျားရထားတဲ့ဆင်သွဲကျုပ်ဆိုတာခင်ဗျားစီမှာကိုရှိသလားကျွန်တော်မကြည့်ရဘူးလားဆရာကြည့်နိုင်ပါလေကိုကျင်စိပြပါမယ်ဟိုပြော၍ပထမသိန်းဒီအခန်းတွင်းတို့ဝင်သွားပြီလေရင်9မိနစ်ခန့်ကြာသောအခါ၌ ဂတိပါအိတ်ကလေးတစ်လုံးကိုဆွဲလျက်ထွက်လာလေ၏ထို့နောက်ဂတိပါအိတ်ချုပ်ကိုဖွင့်၍အတွင်း၌ရှိသော ရာဝတ္ထုကိုထုတ်ပြီးလိုက်၏ကျွန်ုပ်၏လက်သို့ပေးအပ်လိုက်ရာကျွန်ုပ်သည်ထိုရာကိုကင်မြစ်သည်နှင့်တပြိုင်နက်ကြက်သိမ်းမွေးညင်းထ၍ဥကောင်းများပင်ကြီးသွားလေ၏ထိုများနှင့်ပင်၎င်းအရာဝတ္ထု၏တကောအာနိသင် ကြီးမားသောကိုကျွန်ုပ်ဂျင်းနက်ခဲ့လေပြီဆင်ဆွေကျုံမှာ၄တောင်ရှိသောပြတ်တက်ပုံတရံဖြစ်၍အမြင့်လေးလက်မှာ အလျားအနံနှလမ်းမသည်ဖြစ်လျာထိတ်တက်တဲ့၌ပိုးဘွားကြီးတက်ထား၏ကျိုးဤသုံးပတ်သောမျက်နာတို့၌မြတ်စွာဘုရား၏ဆင်းသူတော်များထူထားသည်ဖြစ်ရာတဆူမာတမင်ကိုယ်လေးတဆူမာရက်တော်မူတဆူမာလျောင်းတော်မူကိုတော်များဖြစ်ကြလေသည်သဒ္ဒထမျက်နာ၌မူကားမြတ်စွာဘုရားသည်ယဟန္တာခုနှစ်ပါးနှင့်ကောင်းကင်ခရီးမှဇံကြွသွားတော်မူဟန်ဖြစ်လျာ ထိုအချင်းရကိုမြေပြင်မှဖိုးမြော့ကတော်လျက်ရှိသောလူအချိုးဤပုံကိုထောက်ရှင်းသည်ဖြင့်သိနိုင်ပေ၏ထိုကျိုးဤထိတ်ဖြစ်သောပြတ်မှန်ကင်း၌ပိုးဘွားတတ်ထားသည်ဖြစ်ရာအဘနိုင်မူကားဘီ33လုံးကို မြင်းသွားဖြင့်အတေအောင်ချထားသော33ကွက်အင်းတစ်ခုထွင်းထုတ်ထားလေသည်ကျော်တွင်းနိုင်မူကားလူဤအန်သွားလေးချောင်းပါချီလျာ၎င်းတို့မှာမဟာကတ္တပမထေကြီးဤသွားတော်များဖြစ်ကြောင်းနှင့် ပထမတိုင်းပြောပြသဖြင့်သိရလေ၏။အောက်ဘက်ကအင်းကိုခမည်းမြင်သလား။မြင်ပါလေ။33ကွက်အင်းမဟုတ်လား။မှန်နေ။သို့တော်ဒီအင်းကိုအတေအောင်ချနိုင်တဲ့သူအင်မတန်ရှားတယ်ဗျ။ဒီအင်းတစ်ခုတည်းနဲ့ပဲဒီကျုပ်ကအင်မတန်စွားနေပြီ။ခမည်းလက်ထဲမှာဒီကျုပ်ကိုသူတို့လူစုတွေ့သွားရင်ခမည်းဒုက္ခမရောက်ပေဘူးလား။လွယ်လွယ်ကူကူကိစ္စပေးနေရင်လည်းခမည်းကိုငွေ900ကျပ်ပေးပြီးခေါ်ပါမလားဗျာ။ အသက်ကိုဆွန့်ပြီးတွားရမယ်လမ်းဖြစ်တာမို့လို့ကိုကြီးနိုင်မဲ့တိုင်ပင်ပေါ်တိုင်ပင်ဘက်တယောက်လိုနေလို့သာလက်ထက်ရောက်ပြီးဝင်9000ကျပ်ကိုကျုပ်ပေးတာပေါ့ဗျာတိုးတော်လေခမရကြောက်လို့ရှိရင်နောက်ဆုတ်ရှင်နောက်ဆုတ်နိုင်ပါလေကိုကျင်စိန်ဒါကြောင့်ဆုတ်လိုက်မလဲဗျာဒီလောက်တောင်ခေါပေါက်တွေးတဲ့လမ်းကိုမှဆုံးဝနေရင်ဘယ်နေရာမှာတွားပြီးဆုံးဝမှာလဲတွားတာတွားပါကျွန်တော်လိုက်ပါမယ်ဘယ်တော့တော့စထွက်ကြမလဲ ပထမလောက်ကပေကင်းမျိုးတော်ကြီးကိုကျုပ်လွတ်ထားတဲ့လူတယောက်ပြန်လာအောင်ဆောင်းရလိုက်။ကျုပ်လူကလူဝင်းနဲ့ပင်မဲ့သူတို့အတင်းသားတွေကတယောက်ပြ။သူပြန်လာတော့ကျုပ်တို့အတိလိုတဲ့သတင်းစကားကြားရတဲ့အခါမှာကျုပ်တို့နေရာတရုတ်လိုဝတ်ပြီးခရီးထွက်ကြရလိုက်။ကျုပ်လည်းခမားလိုပဲမြမအစ်စ်မဟုတ်ဘူးဗျ။တို့တော့ခမားလောက်တော့တရုတ်သွေးမပါပေဘူး။ကျုပ်အဖိုးကမှတရုတ်အစ်စ်ဖြစ်တယ်။ဒီတော့မဆက်လောက်ပါတာပေါ့လေ။တို့ပင်မဲ့တရုတ်ပြည်ကိုအရောက်ပေါက်များပြီးသူတို့အမူအရာတွေနားလည်ထားတာမို့လို့ တရုတ်တို့ဝင်လိုက်တဲ့အခါမှာကျုပ်ကိုတရုတ်အစ်စ်မဟုတ်ဘူးလို့ဘယ်သူကမှမဆိုနိုင်ပေဘူးနောက်တော့ခင်ဗျားမြင်ပါလိမ့်မယ်ကျုပ်ကိုကျုပ်ရုပ်ဖြတ်နိုင်တာနဲ့သူတို့အတင်းလက်ထဲကအသက်ချမ်းသာရာရခဲ့တာဘဏ္ဍာခါရှိပြီလေဗျာခင်ဗျားတို့ကဘယ်တော့ပြန်လာမလဲဗျာဒီညရောက်မလားနောက်ပြန်ရောက်မလားမပြောတတ်ပေဘူးနေတော့နေပြီသူမနာခင်ကျို့တို့လို့ဖို့ဘာလုံးများရှိတယ်လဲမရှိပါဘူးဗျာဒါဖြင့်ကျွန်တော်ပြန်အောင်မယ် ။မက်ပြန်ဘယ်အချိန်တော့လာခဲ့ရမလဲ။ကျုပ်လူလွတ်ပြီးခေါ်လိုက်မယ်။ခမရကြောက်စိတ်မရှိဘူးနော်။နည်းနည်းကလေးမှမရှိပါဘူးဆရာ။ဘယ်သူကချော့မင်းမင်းရှောက်မင်းမင်းဒီအကြောင်းကိုမပြောလို့နဲ့နော်။စိတ်ရှာပါဆရာ။၎င်းတော့ကျွန်ုပ်တို့ပထမတန်းရင်နေအိမ်မှာဆင်းလာခဲ့လေ။လမ်းပေါ်သို့ရောက်၍ဒေါင်ချိုးတစ်ခုကိုကိုွင့်မိသောအခါတွင်တရုတ်လူမျိုးတစ်ယောက်သည်မှောင်ရိပ်မှရုတ်တရက်ထွက်လာ၍ကျွန်ုပ်၏နောက်သို့လိုက်လာသည်။ ဂိုင်း900ခန်းမြတ်တွားမိ၍နောက်သို့လှည့်ကြည့်လိုက်သောအခါထိုသူသည်တခြားလူတစ်ယောက်နှင့်အတူတွဲလျက်ရှောက်လာသည်ကိုမြင်ရပြီးနောက်ပထမတွေ့ရသောလူသည်ဒေါင်ချိုးလန်းတလန်းကိုချိုးလိုက်၍ဒုတိယလူတစ်ယောက်တည်းသာလျင်ကျွန်ုပ်နောက်မှလိုက်ပါလာလေ၏။အိန္ဒိယဖြင့်ကျွန်ုပ်သည်အိမ်သို့မရောက်မီလူသုံးယောက်မြားပြောင်းလဲလိုက်ပါလာသည်ကိုကျွန်ုပ်တွေ့မြင်ရ၏။အတော်တန်ထူထပ်သောရက်ွက်သို့ရောက်လာသောအခါကျွန်ုပ်သည်ခတ်တုတ်တုတ်ခြောက်သွား၍နန်းငယ်တစ်ခုသို့ရုတ်တရက်ရှိုးဝင်ပြီးလည်း နောက်ထပ်ကိုသောလမ်းကလေးတလန်းတို့ထပ်မံရှိုးဝင်ပြန်လျာထိုသူသည်ကျွန်ုပ်ကိုမျက်ရည်ပြတ်သွားဟန်ရှိ၎င်းနောက်ကျွန်ုပ်သည်၎င်းလမ်း၌ရှိသော လင်ကျင်းဆောင်ဤနေအိမ်သို့သွား၍အိမ်ရှိမှခောက်လျာလင်ကျင်းဆောင်ကိုယ်တိုင်ပြတင်းပေါင်းမှခေါင်းပြူ၍ကြည့်ပြီးနောက်ကျွန်ုပ်ကိုမြင်သည်နှင့် အောက်သို့ဆင်း၍တကားဖွင့်ပေးလေ၏ဘယ်နဲ့လဲမောင်းကျင်းစင်မိုးရှုံးလာကြည်လားကိစ္စကလေးရှိတော့ဥယေဘယ်နဲ့လဲမောင်းပထမတိုင်းနဲ့တွေ့ခဲ့ရရဲ့ တွေးခဲ့ရရုံနဲ့မကဘူးသူ့အလုပ်ကိုလက်ခံခဲ့ပြီဟောဒီမှာသူပေးလိုက်တဲ့ငွေ9000ကျပ်ဦးရဲ့လင်းချင်းဆောင်သည်ငွေ9000ကျပ်တန်းချက်ဆောင်နဲ့ချက်ဆက်ကူနဲ့ကျွန်ုပ်၏မျက်နှာကိုခောက်တော့ခောက်ပြန်ကြည့်လိုက်ပြီနော်အလုပ်သဘောနဲ့တူပေသားပဲဒီဘက်ကတော့ဒီလိုကဆိတ်ချရပါတယ်ဒါတဲ့ဒီငွေကိုမောင်းပါလို့မလဲဦးစီမှာအထားခဲ့ခြင်းနဲ့ကျွန်တော်တို့ကိစ္စကတနည်းလောက်ကြာနိုင်မယ်ကျွန်တော်ပြန်လာနိုင်ရင်လည်းကျွန်တော်ကိုပြန်ပေးဖို့ ပြန်မလာနိုင်ခဲ့လို့ရှိရင်လည်းရန်ကုန်မှာရှိတဲ့ကျွန်တော်ညီကိုပေးလိုက်ဖို့ပါပဲဦးရဲ့။ကောင်းပါပြီမောင်ဒေးပြင်ကောကျွန်တော်ကိုယခုငွေ100ကျပ်လောက်ပေးနေပါ။နေချင်းဆောင်တဲ့ကျွန်တော်အလိုရှိသောငွေကိုတစ်တာမှထုတ်ယူရေးတွက်ပေးလိုက်ပြီနော်။များများတော့ပြောဖို့မလိုပါဘူးမောင်ချင်းစိန်။အိုးတစ်ခုတတိပေးချင်တာကမိကောင်းဖခင်တာသမီးပြပြအမိအတရေ အဖအတရေမပြဲပြားရအောင်အစအစအရာရာမှာစင်စင်စသာတိုင်းတိုင်းထော်ထော်လောက်ပါလီမောင်ကျင်စေကျွန်ုပ်ဒီနေချင်းဆောင်ဤနေအိမ်မဆင်းလာ၍ဂိုင်ပေါင်း300ခန့်အမြောက်ချောင်းမီတော့အခါတွင်နောက်တို့လဲ၍ကြည့်လိုက်ရာလူတယောက်ဒီကျွန်ုပ်ဤနောက်မှလိုက်လာသည်ကိုမြင်ရပြန်၏ထိုအခါ၌မူကအိတ်ထဲ၌ငွေများစွာမပါတော့သည်ဖြစ်၍ရခင်ကကဲ့သို့မစိုးရိမ်လာတော့ပေတို့ရတွင်တည်ကျင်သောစိတ်မူကရှိသည်၏ ကျွန်ုပ်ဒီလက်ရဘက်မှလမ်းငယ်တို့ရှိုးဝင်၍အတန်ငယ်လျှောက်ပြီးနောက်လက်ကြည့်လိုက်ရာထိုသူသည်လည်း၎င်း၏လမ်းအတိုင်းရှိုး၍လိုက်လာသည်ကျွန်ုပ်ဒီမြေကွက်လက်တစ်ခုကိုဖြတ်ကျော်၍တွားရာထိုသူသည်လည်းကွက်လက်ကိုဖြတ်၍လိုက်လာ၏၎င်းနောက်ကျွန်ုပ်ဒီခတ်တုတ်တုတ်လျှောက်သွား၍တဖက်၌ဝင်းတရံကာထားသောလမ်းချင်းကလေးတစ်လျှောက်ဝင်းတရံမှကိုက်၍လျှောက်သွားပြီးလျင်ဝင်းတကားသို့ရောက်သောအခါတွင် ဖြတ်ခနဲရှိုးဝင်ပြီးမှမောင်ရိပ်တွင်ခိုလျက်ပုံနေ၏ တခဏမျှကြာသောအခါထိုသူသည်တကားပေါက်သို့ရောက်လာ၍အတွင်းသို့ချိုးဝင်ပြီးလျင်နောက်ရှေ့သို့မျှော်ကြည့်ရာတွင်ကျွန်ုပ်ကိုမမြင်သည်နှင့်ကျွန်ုပ်ပုံရိပ်နေသောနေရာနှင့်ဆယ်လန်းခန့်အတွင်းတွင်ရတ္တကတောင်မြောင်လေးပါးကိုကြည့်နေလေ၏၎င်းနောက်ထိုလူသည်အခြားဘက်တွင်ရှိသောမှောင်မိုက်နေသည့်လမ်းသို့ကျွန်ုပ်ကူးသွားပြီးထင်မှတ်ဟန်နှင့်ခတ်တုတ်တုတ်လိုက်သွားလေရာကျွန်ုပ်နှင့်မျက်ရည်ပြတ်သွားကြလေ၏ထိုသူနှင့်ကွဲသွားသည့်နေ့တစ်ပြိုင်တည်း ကျွန်ုပ်ဒီပုံအောင်ရာမှာထွက်လာပြီလေရင်နေအိမ်တို့ရှေကုန်တင်၍ပြန်လာခဲ့လေ၏တို့ရတွင်ကျွန်ုပ်ဒီအိမ်ပေါဝါတို့ဝင်၍နောက်တို့လှည့်ကြည့်လိုက်သောအခါထိုသူသည်တခုသောဒေါင်ချိုးမှထွက်ပေါ်လာသည်ကိုမြင်ရသည်နှင့် အိမ်ပေါ်တို့ပြစ်တက်၍ပြတင်းပေါင်းမှချောင်းရည်ကြည့်နေမိ၏ထိုသူသည်အိမ်ရှိ၌နှစ်ခေါက်သုံးခေါက်များခေါက်တော့ခေါက်ပြန်လျှောက်ကအိမ်ပေါ်တို့မောကြည့်ပြီးနောက်နောက်ဆုံး၌ထိုလမ်းမှထွက်ခွာသွားလေ၏ ။နာယူဝအတွင်းတွင်ကျွန်ုပ်သည်အိယာတို့ဝင်အိပ်၍ပထမသိင်း၏အကြောင်းကိုအိမ်မက်ထဲ၌ဆက်လက်မြင်မှတ်ခဲ့ရာထိုသူ၏အတက်ကြောင့်ကျွန်ုပ်မှာစင်ပြူတော်ကြီးအဖြစ်သို့ရောက်သွား၍ဤမဝန္တာတော်၌လှဲ့လေကျက်စားရသည်ဟုမြင်မှတ်မိသည်။ကျွန်ုပ်သည်မိများနောက်ကြောင့်အိပ်ပျော်နေခဲ့သည်မသိ။အိယာမှလန်းတို့၍မျက်စိကိုခွင့်ကြည့်လိုက်ရာတွင်တယောက်လူမျိုးတစ်ယောက်သည်ကတဲ့အနီး၌ရက်လျက်ရှိသည်ကိုတွေ့ရသည်ဖြင့်ရုတ်တရက်ထထိုင်လိုက်မိ၏။တိတ်တိတ်နေမအောင်နဲ့ ။အော်ရင်တည်သွားလိုက်မယ်။ဟုတ်ထိုသူကတရုတ်စကားဖြင့်ပြောရတွင်ကျွန်ုပ်ဒီခေါင်းအောင်း၌ဖွက်ထားသောဓမြံကိုဆန်းသက်ရှာဖွေတော်လဲမတွေ့ရတော့ချေ။ခမရကျုပ်ကိုဘဲနဲ့လုံမလို့လဲ။ဒူဒူပြောပါလေကျုပ်နားမသိမ်းပါဘူး။ပထမန်သိန်းကလှုပ်လိုက်လို့ခမရကိုနားခေါ်တယ်။ရှက်ချင်းလိုက်ခဲ့ရမယ်တဲ့။ခေါင်းကပဲသူ့စီကကျုပ်ပြန်လာခဲ့တယ်။ဘယ်အတွက်ကြောင့်ကျုပ်ကိုချက်ချင်းခေါ်ရတယ်လဲ။ဘယ်အတွက်ကြောင့်လဲတော့ကျုပ်မပြောတတ်ဘူး။ ခေါ်ပါချေဆိုလို့လာခေါ်ရတာပဲထိုအခါကျွန်ုပ်ဒီအဲ့ရမှာထား၍အဝဲများလဲလဲကပေကင်းမြို့သို့ ပထမသိန်းဆစ်လွတ်ထားသောသူပြန်ရောက်လာတော့ကြောင့်ဖြစ်တန်ရာဤဟုတွေ့တော်မူ၏အဝင်များလဲလဲပြီးနောက်ကျွန်ုပ်ဒီထိုသူနှင့်အတူအိမ်ပေါ်မှဆင်းလာခဲ့လေရာအင်းရှင်း၌လမ်းချားတစီဆက်ရက်ထားသည်ကိုတွေ့ရ၏၎င်းနောက်ကျွန်ုပ်ဒီထိုသူနှင့်အတူလမ်းချားပေါ်သို့တက်ကြလေရာလမ်းချားလည်းထွက်လာခဲ့လေ၏ ကျွန်ုပ်တို့လက်ဘက်နာရီကိုကြည့်လိုက်တော့အခါတနာရီထိုးပြီးနေသည်ကိုတွေ့မြင်ရ၍လမ်းပေါ်၌လူသွားလူလာ ပြက်ဆဲနေခြင်းကိုလည်းတတိပြုမိ15မိနစ်ခန့်တွားမိကြတော့အခါထိုးသူသည်ကျဲဝန်းသောဝင်းကြီးတဝင်းအတွင်ရှိအိမ်ကြီးတဆောင်ရှိ၌လမ်းချောင်းကိုရက်စစ်ပြီးလျင်ကျွန်ုပ်အားဆောင်းဆန်းရန်မှားထားခဲ့ပြီးနောက်အိမ်တွင်သို့ဝင်သွားလေ၏5မိနစ်ခန့်ကြာသောအခါထိုးသူသည်တဖန်ထွက်လာ၍ပထမသိန်းသည်ကျွန်ုပ်နှင့်တွေ့ရန်အစဉ်သင့်ရှိနေကြောင်းနှင့်ပြောပြီးလျင် လန်ရှားကိုအခါပေး၍လွတ်လိုက်လေ။အိမ်ကြီးမှာမှောင်နဲ့မဲမဲရှိနေ၍အလွန်တရာတိတ်ဆိတ်လာ၏။ကျွန်ုပ်နှင့်ထိုသူလည်းအိမ်ရှိခန်းမှဝင်သွားကြ၍မိလက်လက်မြင်ရာနောက်ဖေးကန်းစီသို့သွားကြရပြီ။ပစုံတယောက်သောသူသည်ကျွန်ုပ်၏လက်ကုပ်ကိုရုတ်တရက်ဂိုင်ဖန်းကပစက်သေးသို့အဝတ်တထည်ကို ထိုးသွင်းလိုက်ပြီးလျင်လက်ပြန်ကျိုးဖြင့်ရှီလိုက်လေ၏။ထိုအချင်းရမှာအလွန်တရာလှည့်မြန်လာသည်ဖြစ်ရကကျွန်ုပ်မှာခုခံရလဲအချိန်မရ အော်ဟစ်ဖို့ကိုမှတတိမရနိုင်ပဲရှီပြီးတုပ်ပြီးဖြစ်နေခဲ့လေပြီ။နောက်တစ်ခဏ၌တန်ဆွမ်းဟန်လက္ခဏာရှိသောလူတစ်ယောက်သည် ကျွန်ုပ်အားနောက်မှနေ၍တွန်းသွားပြီးလည်းရင်မီးရောင်လက်လက်နေရအခန်းတွင်သို့တွင်းသွားလေ၏။အခန်းတွင်၌ရှိသောဇပွဲတစ်ခု၌ကလက်ရင်ဘက်ဂိုင်းတက်ထားသည့်မျက်မှန်ဝန်းကြီးများကိုအသေးသေးတက်ဆင်လျက်အင်းကြီးပွားကြီးများကိုဝတ်ဆင်ထားသောတရုတ်လူမျိုး၃ဦးတို့ထိုင်နေလျက်ရှိကြရာ အကြီးအကဲနှင့်တရံတူသည့်အလယ်မှထိုင်သောတရုတ်ကြီးသည်ကျွန်ုပ်၏ပါဇက်၌ထိုးသွင်းထားသောအဝတ်ကို ဖြုတ်စီပြီးနောက်တရုတ်စကားဖြင့်ကြမ်းခန့်သာ၍မာပါစာဟူသောစကားလုံးကြီးမျိုးဖြင့်ကျွန်ုပ်အားမေးမြန်း၏ထိုအခါကျွန်ုပ်သည်တရုတ်လူမျိုးတို့ပြောဆိုလေးရှိသောထုံးစံအတိုင်းအေးမလုံလောက်အောင်နှုတ်ဖွဲတိမ်ငယ်လာသည့်စကားဖြင့်ကျွန်ုပ်မှာကြမ်းမာစွာရှိကြောင်းနှင့်ပြောဆိုရလေ၏၎င်းနောက်အလယ်၌ထိုင်သောအကြီးအကဲတရုတ်ကြီးကကျွန်ုပ်မှာမြည်တို့သောကိစ္စနှင့် ခြံဟဲမျိုးတို့လာရောက်ကြောင်းမေးမြန်းလျာကျွန်ုပ်ကကုံစီကူးတန်းရောင်းဝယ်မှုအကြောင်းနှင့်ဆက်လင်း၍ထောင်လန်းစုံတန်းရန်ရောက်လာပါကြောင်းနှင့်ပြန်ပြောလေ၏တို့ရတွင်လက်ရပန်း၌ထိုင်နေသောတရုတ်ကြီးသည်ကျွန်ုပ်၏အဖြေကိုမကြည်မနက်ဟန်နှင့် ခမရမှန်မှန်မပြောဘူးပထမသိန်းဆိုတဲ့လူနဲ့ခမရဘလို့အဆက်အသွယ်ရှိကြတယ်လဲထို့အားကျွန်ုပ်ကမသိဟန်မျက်နှာနှင့်ပထမသိန်းဆိုတာဘာတူလဲခင်ဗျာမေးမြန်းပြရစီဦး ပထမတန်းဆိုတာနှညာတိတိခမားသွားလေတဲ့လူဟာပေါ့ခမားနဲ့သူနဲ့ဘလို့မတရားနဲ့အကြံစီတွေကြံစီနေကြတယ်လေပြောစမ်းထိုအခါကျွန်ုပ်ဒီပထမတန်းနဲ့အလင်းမတိကျွမ်းပါ၍ကော်ဝတ်တော်အရှင်းကြီးဖြစ်မိကိုမြင်သည်နှင့်ချန်ဟဲမျိုးမှာပိုးထက်များကိုမြန်မာပြည်သို့ တင်ဖို့ရောင်းချရန်အကြံစီနေတိုင်မင်ဆွေးနွေးနေပါကြောင်းပြန်ပြောရတွင် အလေမအကြီးဆုံးမျက်မှန်ကြီးနှင့်တရုတ်ကြီးကဗကြင်မနက်အယုံကြည်သောအမူအရာနှင့်မှန်မှန်ပြောပါ ကျုပ်ကိုလိန်လျင်ခမားဒုက္ခတွေ့မယ်ကျုပ်တို့မေးရကိုမှန်မှန်ပြောရင်ခမားကိုကျုပ်တို့ဘယ်နဲ့မှမလုပ်ဘူးစိတ်ချပါကျွန်တော်ဒီထက်ပိုပြီးမပြောနိုင်ပါဘူးခမားအတားတကြီးနဲ့မေးလို့မရရင် မပြောဘဲမနေနိုင်တဲ့နည်းနဲ့ကျုပ်တို့ဆင်းရလိုက်မယ်ကျွန်တော်လည်းမတုံမလုံရှိနေရတယ်အလယ်မှထိုင်နေသောတရုတ်ကြီးသည်အခန်းဝါး၌ရက်ရက်ဆောက်နေသောတပည့်များအားလက်ပြလာ၏ ထိုအခါလူတယောက်တို့သည်တရုတ်ပြည်၌တရားခဏ်များအားရှေ့အခါကညှင်းပန်းစစ်ဆေးသော ကရိယာတစားမျိုးဖြစ်သည့်တန်ချိုးကြီးတစ်ချောင်းနှင့်ထူးဆန်းသောပုံတံတန်းရှိသည့်တက်သားတော်ကြီး၃လေးချောင်းကိုအခန်းတွင်းသို့တွင်းလာခဲ့လျာကျွန်ုပ်မှာ ရွှေများယိုစီး၍ကြလာလေ၏တရုတ်အကြီးသမားများအားစစ်ဆေးမေးမြန်းသော ကရိယာတစားမှာအလွန်နာကျင်နာသည့်ကူ၍ကြားဘူးယုံများကြားဘူးလေရာယခုမှကိုတွေ့ဖြစ်ရတော်ဟုရင်ထဲတွင်တဒိန်ဒိန်ခုန်လျက်ရှိလေ၏ ဟုတ်ကဲ့ပါခင်ဗျာဆရာကြီးရွှေဦးတော်ရေးသားသောပထမဆရာသိန်းလို့အမည်ရတဲ့လုံချင်းဝတ္ထုကိုအပိုင်းနှစ်အနေနဲ့စီစဉ်တဆက်ချင်းကိုဒီမှာဒီခေတ္တခဏညနာထားခွင့်ပြုပါခင်ဗျာဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အဖြစ်ပေးခဲ့ကြသူညီကောင်မတော်များအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မတော်များအားလုံးကိုစိတ်နှပါရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ